ုနှစ်2025ခုနှစ်အတွက်စတုထားခြင်းမြောက် Eurasian Economic Forum ကိုဘယ်လာရုစ်နိုင်ငံမင်းစ်မြို့မှာဇွန်လ26ရက်ကနေ28ရက်ထိကျင်းပဖို့ရှိနေပါတယ်။အခု2025ခုနှစ်မှာ Eurasian စီးပွားရေးတမကရဲ့ဥက္ကဋ္ဌအဖြစ်ဘယ်လာရုစ်နိုင်ငံကတာဝန်ယူထားတဲ့အတွက် Forum ကိုဘယ်လာရုစ်နိုင်ငံမြို့တော်မှာကျင်းပတာဖြစ်ပါတယ်။ Miss International Exhibition Center မှာကျင်းပဖို့ရှိနေတဲ့ဒီ Forum ကို EAEU အဖွဲ့ဝင်နိုင်ငံတွေကခေါင်းဆောင်တွေပြင်စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေ Iran, Juba, အုစဘကစ္စတန်စားတဲ့လေးလာသူနိုင်ငံတွေကအစိုးရအရာရှိတွေအော်ရက်ဆော်ဘွားများပြည်တော်စုနဲ့မွန်ဂိုလီးယားတို့ကကိုယ်စလဲအဖွဲ့တွေဖြင့်မြန်မာပါဝင်မိဖက်နိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ဖို့ရှိနေပါတယ်။ဖိုရမ်ကိုပြပွဲစင်တာမှာနေမဟုတ်ပဲအွန်လိုင်းကနေလည်းပြုလုပ်ဖို့ရှိပါတယ်။လေးချိန်မြောက်ယူရီရှန်စီးပွားရေးဖိုရမ်2025ရဲ့အဓိကခေါင်းစဉ်ကတော့ယူရီရှန်စီးပွားရေးပေါင်းစည်းမှုမဟာဗျူဟာရလဒ်များနဲ့အလားအလာများပဲဖြစ်ပါတယ်။ဒီဖိုရမ်ကို EU ၅နိုင်ငံကခေါင်းဆောင်တွေက ဖွင့်လွှတ်ပေးဖို့ရှိနေပြီးငါးနိုင်ငံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးလည်းပြုလုပ်ဖို့ရှိပါတယ်။ EAEU နိုင်ငံတွေနဲ့အီရန်မွန်ဂိုလီးယားတရုတ် UAE နဲ့အိန္ဒိယတို့လိုမိတ်ဖက်နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးတွေကိုလည်းဆွေးနွေးသွားမှာပါ။အခု၄ချိန်မြောက်စီးပွားရေးဖိုရမ်မှာ EAEU နိုင်ငံတွေကြားဗန္နာယေကုံသွယ်မှုစွမ်းအင်စိုက်ပျိုးရေး digital အသွင်ကူးပြောင်းမှုနည်းပညာဆိုင်ရာစတဲ့ကဏ္ဍအားလုံးမှာ ပေါင်းဆက်ကြိုးပမ်းခဲ့မှုတွေကိုပြန်လည်သုံးသပ်ဖို့ရှိနေပါတယ်။ဒုတိယအပိုင်းအနေနဲ့ EAEU အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းကြားကဈေးကွက်ပူးပေါင်းဆောင်ရွက်မှုတွေကိုပိုနှဆိုင်လာစေဖို့နဲ့လေလာသူနိုင်ငံတွေပြင်ပလုပ်ဖို့ကင်ဘတ်တွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးအတွက်ဦးစားပေးတွေနဲ့မဟာဗျူဟာတွေခွဲခြားတတ်မှတ်ပြီးအနာဂတ်လမ်းကြောင်းကို ပုံဖော်သွားဖို့လည်းရှိနေပါတယ်။နောက်ဆုံးအနေနဲ့ကတော့ယူရှန်းနိုင်ငံတွေပေါင်းစည်းမှုရဲ့ရရှိလမ်းပြမြေပုံကိုပုံဖော်သွားဖို့ရှိနေပါတယ်ဒီဖိုရမ်မှာအစည်းအဝေးတွေဆွေးနွေးပွဲတွေတင်မကပဲ ကုန်စည်ပြပွဲတွေကိုလည်းထည့်သွင်းထားတယ်လို့သိရပါဗျ။ရွေးချယ်စည်းဝေးဖိုရမ် EFF ကို2022ခုနှစ်ကစလို့နှစ်စဉ်ကျင်းပနေတာဖြစ်ပြီးပထမဆုံးကြိမ်ဖိုရမ်ကိုတော့ကာဂျစ်စတန်နိုင်ငံမြို့တော်ဘစ်ကတ်မှာ2022ခုနှစ်မေလကကျင်းပခဲ့တာပါ။ဒုတိယကြိမ်မြောက်စည်းဝေးဖိုရမ်ကိုတော့ရုရှားနိုင်ငံမြို့တော်မော်စကိုမှာ2023ခုနှစ်မေလကကျင်းပခဲ့ပြီးပြီးခဲ့တဲ့တတိယအကြိမ်မြောက်ဖိုရမ်ကိုတော့အာမေးနီးယားနိုင်ငံမြို့တော်ယေရီဗန်မှာ2024ခုနှစ်စက်တင်ဘာလက ြုလုပ်ခဲ့ပါတယ်။လာမယ့်ပြစ်စမအကြိမ်မြောက်ဖိုရမ်နဲ့ပတ်သက်လို့တော့အသေးစိတ်အချက်လက်တွေကိုမသိရသေးပဲ2026ခုနှစ်အတွက်ရွေးချယ်စည်းဝေးတက်မကဥထတော်ဝင်ယူမဲ့နိုင်ငံမှာပဲကျင်းပသွားဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့စည်းဝေးဖိုရမ်တွေကရလက်တွေကိုပြန်ကြည့်မယ်ဆိုရင်ပထမဆုံးချင်းစည်းဝေးဖိုရမ်ကျင်းပစဉ်ကလေးကနိုင်ငံပေါင်း60ကျော်ကစည်းဝေးလုပ်ငန်းရှင်တွေမိဖက်နိုင်ငံတွေကခေါင်းဆောင်တွေနဲ့စိတ်ပါဝင်စားသူထောင်ထဲချီတက်ရောက်ခဲ့ပြီးနိုင်ငံတကာရဲ့စိတ်ဝင်စားမှုကိုစရရှိခဲ့ပါတယ်။ မော်စကိုမှာကျင်းပတဲ့ဒုတိယကြိမ်စီးပွားရေးဖိုရမ်မှာတော့ BRICS ASEAN လို့အဖွဲ့ဝင်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမူပေါင်းတွေတိုးမြင့်ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။တတိယကြိမ်စီးပွားရေးဖိုရမ်မှာတော့ Eurasian နိုင်ငံတွေကြားအပြန်အလှန်ခီးသွွားလာမှုတိုးတက်ဖို့အတွက်ခီးသွွားလမ်းကြောင်းတွေဝန်ဆောင်မှုစံနှုန်းတွေနဲ့တိုးတက်မှုမဟာဗျူဟာတွေအတွက်အစီအစဉ်တွေချမှတ်ခဲ့တာကိုတွေ့ရပါတယ်။ Eurasian စီးပွားရေးတက်မက EU ကိုဥရောပတက်မက EU လိုပဲအဖွဲ့ဝင်နိုင်ငံတွေကြားစီးပွားရေးပေါင်းစည်းမှုကိုမြှင့်တင်မှုအတွက် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2015ခုနှစ်ဇန်နဝါရီလ1ရက်မှာစတည်ထောင်ခဲ့တာဖြစ်ပြီး EAEU ဌာနချုပ်ကမော်စကို မြို့မှာဖြစ်ပါတယ်။လက်ရှိ EAEU မှာအဖွဲ့ဝင်9နိုင်ငံရှိပြီးရုရှား၊ဘယ်လာရုစ်၊အာမေးနီးယား၊ကာဇက်စတန်နဲ့ကာဇက်စတန်တို့ဖြစ်ပါတယ်။ဒီနိုင်ငံတွေအကုန်လုံးကအရင်ဆိုဗီယက်ပြည်အောင်စုတွေကဖြစ်ပြီးဆိုဗီယက်ပြည်အောင်စုပြိုကွဲပြီးနောက်မှာဆိုဗီယက်ခေတ်လွန်နိုင်ငံတွေကြားနိုင်ငံရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မှုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ EU ရဲ့အဓိကရည်ရွယ်ချက်ဟာ EU လိုမျိုးတခုတည်းသောဈေးဝက်ထူထောင်မှုဖြစ်ပြီးအဖွဲ့ဝင်နိုင်ငံတွေမှာတည်ငြိမ်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေဖို့နဲ့အချင်းချင်းညှိနှိုင်းဆောင်ရွက်တဲ့စီးပွားရေးမူဝါဒရှိလာဖို့ပဲဖြစ်ပါတယ်။ EU အဖွဲ့ဝင်၅နိုင်ငံရဲ့စုစုပေါင်း GDP ဟာ2024ခုနှစ်ခန့်မှန်းကြီအနေနဲ့အမေရိကန်ဒေါ်လာ1ထရီလီယံကျော် ရှိပြီး၅နိုင်ငံပေါင်းရဲ့လူဦးရေကတော့တန်တရာ80ကျော်ရှိပါတယ်။ EU နိုင်ငံတွေဟာရေနံတဘောဓာတ်ငွေနဲ့သထုတွင်းထွက်ကြွယ်ဝတဲ့နိုင်ငံတွေဖြစ်ပြီး တရုတ်အိန္ဒိယအီရန်ပါဝင်အရှေ့တောင်အာရှနိုင်ငံတွေနဲ့ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေပါတယ်။ဒါ့အပြင်ဗီယက်နမ်၊အီရန်၊ဆာဗီယာတို့လိုနိုင်ငံတွေနဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေရရှိထားပြီးအိန္ဒိယ၊အီဂျစ်တို့လိုနိုင်ငံတွေနဲ့လည်းညှိနှိုင်းမှုတွေဆက်လုပ်နေပါတယ်။တစ်ဖက်မှာစိန်ခေါ်မှုအနေနဲ့ကတော့ရုရှားဘက်ပိတ်ဆို့ရေးယူမှုတွေဟာဖွဲ့စည်းရဲ့နိုင်ငံကကုန်သွယ်မှုကိုထိခိုက်မှုတွေရှိနေပါတယ်။ဒါပြင် မော်ဒိုဗာ၊ဂျော်ဂျီယာ၊အဇာဘိုင်ဂျန်နဲ့ယူကရိန်းတို့လိုအရင်ဆိုဗီယက်နိုင်ငံတွေကလည်း ရုရှားဥဆောင်တဲ့ EAEU ထက် ရောဘတ်တမကမြောက်အတလန်တိတ်စာချုပ်အဖွဲ့နေတိုးရုံနဲ့ပို့ပူးပေါင်းမှုအတွက်ရွေးချယ်ထားပါတယ်။ Uzbekistan နဲ့ Turkmenistan တို့ကတော့နိုင်ငံခြားရေးမူဝါဒမှာကြားနေဝါဒကိုတုံးနေတာမြင်ရပါတယ်။လက်ရှိ EAEU မှာနိုင်ငံ၅နိုင်ငံသားရှိနေသေးပြီး Vietnam, Iran, Egypt, Cuba နဲ့ India တို့ကတော့ EAEU နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ဒါပြင် Uzbekistan နဲ့ Tajikistan တို့ကလည်း EAEU နဲ့နီးကပ်တဲ့ဆက်ဆံရေးကို ဖန်တီးလာဖို့ရှိနေပါတယ်။မြန်မာနိုင်ငံဟာလည်း EU အဖွဲ့ဝင်နိုင်ငံတွေအထူးသဖြင့်ရုရှား၊ဘယ်လာရုစတို့နဲ့ထိတွေ့ဆက်ဆံရေးကိုတိုးမြှင့်လာပါတယ်။မြန်မာနိုင်ငံဟာ EU မှာလေးလာသူဖြစ်လာဖို့ရည်ရွယ်ချက်ကိုကြေညာထားသလိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချုပ်လာကိုလည်းလက်မှတ်ရေးထိုးထားပါတယ်။မြန်မာဟာရုရှားနဲ့ကုန်သွယ်မှုအပအဝင်တန်တမာရေးပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်နေပြီးအနာဂတ်မှာ EU နဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက် FTA ကိုရရှိမယ်ဆိုရင် လူကြီးတန်180ကျော်ရှိတဲ့ဈေးွက်ထဲကိုမြမပုတ်ပုံတွေပိုတင်ပို့လာနိုင်ပွဲရှိနေပါတယ်ခင်ဗျာ။